ငနေဘေးတဲ့ပြည်သူတွေကိုအမလူရမ်းမဲ့30 40ပါเนาะ30 40ပါဒီလိုပတ်စံနေရဖို့အမဘာလို့ ਆ ဆိုအမဇီအောင်ပါပါတယ်ဇီအောင်မိရတဲ့ပတ်စံနဲ့အမလူပါတယ်အဲ့ဒါအမရှိမှဝယ်ယူအပ်ပေးကြတဲ့ customer များအားလုံးကိုအမကကျေးဇူးအထူးတင်ရှိပါတယ်အလှူရဆိုတာအမကသူများလို့ခါသိန်းနေထောင်းနဲ့တောင်းနဲ့ချီပြီးတော့ချမ်းသာလို့အမကလှူတာမဟုတ်ပါဘူးเนาะကိုယ့်လက်ထဲမှာကိုသိန်း30ဆိုဆိုကိုယ့်လက်ထဲမှာသိန်း100တော့ရှိရှိတာဘုံမ30လှူတာကိုယ့်ရဲ့စီးစိမ်ကိုတော်တော်ဝက်လောက်ကိုကိုကလှူပြစ်တာ နော်အဲ့ဒါဟိုဈေးရဆိုတော့ဈေးရတော့အမတို့ဒီတရက်နဲ့အတွင်းမှာဒီဟာဒီဟာသွားလူမှာဒီတော့လူမှာဒါက30ဟိုဒါကမနေ့ကဟိုငွေ6ထိုင်ကငွေ6ငွေ6ငွေ6ဆိုင်ညီမလေးညီမလေးအေးအောင်ဒါကသူကတသား30နဲ့တသား30နဲ့တသားဒါကအမကဒီဟိုငလျင်ဘဲတဲ့ပြည်သူတွေကိုလှူမဲ့ပတ်စံဒီတရက်နဲ့အတွင်းသွားပြီးလှူချင်းပါတယ်ဘယ်နေရာဖေဒေသတွေမှာသူကမဲ့ဆိုအမလည်းဝေဝဲမရ ဟိုကျန်တဲ့သူတွေကလည်းအဲ့လိုမျိုးသူတို့တွေစီစဉ်လုံးရှိသေးတယ်စီစဉ်လုံးကသူတို့အလူငွေတွေသူတို့ဟိုဟာဖြစ်လုံးရှိသေးတယ်။ဟာဖြစ်အမကတော့အမကအမှုအလူငွေကခံစရာမလိုအမပက်ဆန်နဲ့အမဒါသွားလူလာအမပက်ဆန်နဲ့အမလူလာဘယ်နေရာဘယ်ဒေသတွေကိုအလူသိနေဆိုတာလေအမကိုမက်မှာအကြံလေးတွေပေးထားပါတော့ဒီကဒီအသွားလူမှဆိုရင်အမကကိုယ်တိုင်ကိုယ်ကျသွားလူမှာဟာဖြစ်တယ်ဟိုအလူသွားလူတဲ့အချိန်တွေမှာတော့အမကတော့ဒီမှာဈေးရတာရောင်းရမှာပဲအမဝန်ထမ်းတွေကဈေးရဆက်ရောင်းမှာပဲဘာဖြစ်လို့ဆိုတော့ဒီကြားတဲ့ပက်ဆန်နဲ့အမတို့လူရတာနော် အခင်မကောင်းလို့ဟိုဟာဖြစ်လို့ယူကြအောင်ဆောင်နေလို့ဟိုဘာတို့ညာတို့အမားတို့မရဘူးအမားတို့ကဒီပတ်စံရမှာထမင်းစားပါတယ်ဒီပတ်စံရတဲ့ပတ်စံနဲ့ထမင်းစားပါတယ်ရတဲ့ပတ်စံနဲ့လှူပါတယ်အချိန်နဲ့အချိန်ခါဆိုတာအမသိတယ်နော်ဒါမဲ့လို့ဒါတွေကလှူမယ်ဒါတွေကအမလှူပေါ်တော့အဆင်လိုက်ရဝင်တန်းနေတဲ့အရင်ဝင်တန်းနေရဲ့စားဝင်နေရင်သူရဲ့နော်စားစရနေစရိတ်နော်နေစရိတ်စားစရိတ်ဒါကအမရေမှာခုံစရိတ်ကြီးသူတို့ရဲ့လားစာတွေအတွက်အမကပတ်စံကမရှာလို့မရပါဘူးရှာပါတယ်နော် ကြားပါလေဒီချိန်လေးတွင်မှာနားပါနားပါဆိုတာအမကဒီမှာလှူနေတယ်လေရသမြကိုလှူနေတဲ့အတွက်နောက်တစ်ခါထပ်ပြီးလှူနိုင်မို့နောက်တစ်ခါထပ်ပြီးတော့ရက်တည်နိုင်မို့ဆိုတာကသူကသောက်လျှောက်စီးဆင်းနေရမှာပဲเนาะလုပ်ငန်းကတော့သောက်လျှောက်လဲပန်းနေရမှာပဲဒါကအမဒီတရက်နှစ်အတွင်းဒီပတ်စံသိန်း50ကိုရေပဲတင်ပါဦးရေပဲရေပဲတော့ရေပဲနောက်ကကျုံးလာဟိုကငလေပဲတင်ပြည်သူတွေအတွက်လှူဒန်းသွားမှာဖြစ်ပါတယ်အဲ့ဒါဘယ်နေရာဖေဒေတာမှာအရေးကြီးတယ်ဘလို့တွေလှူရမယ်ဆိုတာအမဟိုတစ်ချက်လောက် အကြံပေးအောင်ပါเนาะဒီတရက်နေ့အတွင်းသွားခြင်းနဲ့ဘယ်နေရာသွားပြီးဘယ်လိုလောက်ရမလဲဆိုတာအချက်စဉ်းစားနေတာဘာဖြစ်လို့ဆိုတော့ကိုကအဖွဲ့ရှိနေသွားတာမဟုတ်ဘူးပြောင်ဖက်ကိုယ်တိုင်ကိုကြသွားပြီးလှူမှာဆိုတာကိုဒါအမှပြောပြတာဖြစ်ပါတယ်เนาะအဲဒီပတ်စံနဲ့ဘယ်ရရလဲတွင်းနေရလဲနိုင်မရပါဘူးမိုးပေါ်လည်းမကြပါဘူးဈေးရောင်းပြီးပင်ပန်းပန်းရောင်းပြီးသူများအပြောဆိုခံပင်ပန်းပန်းရောင်းပြီးတော့ရလာတဲ့ငွေပါကိုကိုယ့်ရဲ့ချွေးနဲ့စာကကိုလှူခြင်းလဲရတယ်မလှူခြင်းလဲရလှူခြင်းလို့လှူတာပါစေတနာရှိလို့လှူတာပါเนาะ တူတဲ့လှူတာပါနော်ဒီမှာဟိုညီမလေးတယောက်ကအနှူ1000တော့ပါတူတဲ့လှူတာပါအနှူလဲခံမစားပါဘူးနော်လှူကိုလဲဘန်းပြပြီးတော့ဘန်းပြပြီးတော့အနှူခံမစားဘူး